DVB Digital Fast စမုဒ္ဒအပတ်စဉ်စတက်မှာလူစားထိုးများတာကြောင့်ပြည်내တဲ့တိုင်းဒေသကြီးကမြို့နယ်တချို့မှာမဲနိုင်ပြီးပောက်တဲ့သူစစ်မှုထမ်းစနစ်ကိုပြန်သုံးလာပါတယ်။မန္တလေးတိုင်းပြည်ကြီးတခွမြို့နယ်တာတရင်ကျေးရပ်ကွက်မှာမတ်လ7ရက်နေ့ကစစ်မှုထမ်းအပတ်စဉ်တစ်အတွက်ရပ်ကွက်ထဲမှာနေထိုင်သူတွေကိုမဲနိုင်ရွေးချယ်ခဲ့တယ်လို့မြို့ကန်တယောက်ကပြောပါတယ်။အရင်ကလူစားထိုးဖို့အတွက်တအိမ်တောင်၃ဆောင်းပေးလိုက်ရတယ်။အခုကမရတော့ဘူး။တရက်ကွက်လုံးမဲနိုင်ပောက်တဲ့သူသွားပဲမဲပေါက်ပြီးသွားမဲ့သူကိုရပ်ကွက်က ဝိုင်းထောက်ပံ့ပေးတယ်လို့ပြောပါတယ်။ရန်ကုန်မှာတော့မူလကောက်ထားတဲ့လူကြီးရဲ့စင်းကိုအခြေခံကစင်ကိုစာရီပေးပို့ပြီးဓာတ်ရိုက်ခုံယူတာများပြီးငွေကြေးတက်နေတဲ့သူတွေကလူစားထိုးကြတယ်လို့မော်ဘီမျိုးကန်တယောက်ကပြောပါတယ်။ရန်ကုန်မှာတော့မဲနိုင်တာတိတ်မရှိဘူး။အရင်ကကောက်ထားတဲ့စင်းအတိုင်းခေါ်တာမျိုးနယ်ကစင်ကိုစာဓာတ်ရိုက်ပေးတာစင်ကိုစာရတဲ့သူဆိုစစ်တပ်ကဘယ်ချိန်လာခေါ်တော့မှမသိဘူး။ပတ်စံတက်နေရင်တော့လူစားထိုးလို့ရတယ်။အဲ့ဒီမျိုးနယ်မှာတော့နေလို့မရတော့ဘူးလို့ရှင်းပြပါတယ်။အေအိုတိုင်း ပဒိင္ဘူရောတာပေါင်းဟင်းဒရာလက်ပွတ်တာနဲ့ရည်ကြီးမြို့နယ်မှာစစ်မှုထမ်းပတ်စင်တစ်ဆယ်ကစပြီးအရင်လိုမဲနဲ့ရွေးချယ်ခွင့်မပေးတော့ပဲမြို့နယ်စင်ခေါ်ရေးဖွဲ့ကတိုက်ရိုက်ခေါ်ယူနေတာဖြစ်ပါတယ်။ဖန်စီပေါ်တာဆွဲတာလူစားထိုးတာအများဆုံးဖြစ်တဲ့ဘကိုးတိုင်းတွမှာတော့စစ်မှုကိစ္စနဲ့နယ်လုံးဝင်ကြီးကိုယ်တိုင်လိုက်လံရှင်းပြနေပြီပဲ။လူစားထိုးတသားတစ်တယောက်ပေါက်ဈေးက330ကနေ320ကျားမှာရှိနေပါတယ်။